မင်္ဂလာပါဗျာဒီနေ့မှကျွန်တော်ပြန်လဲပြီးညှို့ပေးသွားမယ်အကြောင်းအရာလေးကတော့မိတ်ဆွေတို့ဖုန်းမှာပေါ့နော်အကြောင်းအရာတွေတားပဲတက်တက်လာတယ်ဆိုတော့မိတ်ဆွေများအားလုံးအတွက်ကျွန်တော်အနေနဲ့အဲ့လိုမျိုးအကြောင်းအရာတွေကိုမတက်အောင်ပေါ့နော်ဘယ်လိုမျိုးပိတ်ရမလဲဆိုတော့ဏီတန်းလေးကို ပြန်လဲပြီးညှို့ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါပိတ်ရမဲ့ဏီတန်းလေးကဆိုရင်၃ခုပဲရှိတယ်ပေါ့နော်ပထမအောင်ဆုံးပထမအောင်ဆုံးအနေနဲ့ပေါ့နော်မိမိတို့ဖုန်းမှာပါတဲ့ ဒီကိုကေဆိုတဲ့ software လေးတဲ့ကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်မြတ်ဒီ software လေးပေါ့နော်အဲ့ software လေးတဲ့ကိုကျွန်တော်တို့တစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဟုတ်အပေါ်ဆုံးညာဘက်တောင်လေးမှာရှိတဲ့ကျွန်တော်တို့ရဲ့ profile ပုံစံလေးပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးရမှာ ဖြစ်ပါတယ်မြတ်သိပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် Google Account ဆိုတာဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့ဆက်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျ။ ပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဟာစတင်ထဲကိုသွားမှာဖြစ်တဲ့တော့ပေါ့နော်ဒီ Google စတင်ထဲမှာရှိတဲ့ကျွန်တော်တို့ဒါအက်တစ်ခုကိုကျွန်တော်တို့ပိတ်ရမှာဖြစ်တဲ့တော့ကျွန်တော်တို့ဒီအပေါ်ဆုံးညာဘက်တောင်းလေးမှာရှိတဲ့ကျွန်တော်တို့ဒီမှန်ဘလူးလေးပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်မြတ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒါ Google နဲ့ပတ်သက်တဲ့ကျွန်တော်တို့စတင်တွေဒီမှာဆိုရင်အများကြီးပေါ်လာပြီပေါ့နော်အပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကြော်ညာတွေတက်တက်လာတဲ့ကျွန်တော်တို့ ဟိုဘာပိတ်မှာဖြစ်ဆက်တင်ကိုပိတ်မှာဖြစ်တတ်တော့ဗောနော်ကျွန်တော်အနေနဲ့အပေါ်အနေနဲ့လေးဆက်တင်လိုက်မယ်ဆက်တင်လိုက်မယ်ဆိုတော့ဒီမှာဆိုရင် asset တင်ဆိုတဲ့ဆက်တန်းလေးကိုကျွန်တော်တွေးရမှာပဲဖြစ်ပါတယ်မြတ်ကျွန်တော်အခုပြပေးတဲ့ဖုန်းကဆိုရင်တော့ကျွန်တော်ဒါ oppo ဖုန်းတွေဖြစ်ပါတယ်ဗောနော်ဒါဖုန်းတစ်ခုနဲ့တစ်ခုနဲ့မတူတာဖြစ်တတ်တဲ့တချို့ဖုန်းတွေဆိုရင်လည်းကျွန်တော်တို့ဒါအောက်မှာရောက်တာတို့နည်းနည်းလေးအပေါ်မှာရောက်တာတို့ဆိုလည်းရှိတတ်တယ်ဗောနော်ဒါဆိုတော့ဒီလိုမျိုးဒီဆက်တန်းလေးဗောနော်ဒီ s ဆိုတဲ့ ad ad ဆိုတဲ့ အဆက်တင်ဆိုတဲ့ဆက်တန်းလေးကိုကျွန်တော်နှိပ်ပေးရမှာဖြစ်ပါရယ်เนาะဒီမှာဆိုရင်ပေါ့เนาะဒီနေရာလေးပေါ့เนาะကျွန်တော်ဒီမှာဆိုရင်ဒီနေရာလေး personal s ဆိုတဲ့ဒီနေရာလေးကကျွန်တော်တို့ဒီလိုမျိုးလေးပွင့်နေမှာဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာလေးကိုကျွန်တော်ပိတ်ပေးရမှာပဲဖြစ်ပါတယ်မြတ်အဲဒီမှာဆိုရင်ဒီလိုမျိုးလေးအဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ねကျွန်တော်ဒီအောက်ဆုံးမှာပေါ့เนาะဒီအောက်ဆုံးမှာကျွန်တော်ဒီမှာဆိုရင် cancel နဲ့ ထူအော့ဆိုတာကျွန်တော်ပေါ်လိုက်မယ်ဒါဆိုရင်ကျွန်တော်အနေနဲ့ဒီညာဘက်ကဆက်တန်းလေးကိုကျွန်တော်နှိပိတ်ပေးရမှာပဲဖြစ်ပါတယ်เนาะပြီးပြီဆိုရင်တော့ကျွန်တော်အနေနဲ့ဒီမှာဆိုရင်ဒီအောက်ကညာဘက်တောင်းကကျွန်တော်ဒီမှာဆိုရင် go 8ဆိုတဲ့ဆက်တန်းလေးကိုပဲကျွန်တော်ဆက်ပြီးတော့နှိပေးရမှာပဲဖြစ်ပါတယ်မြတ်ဒါဆိုရင်ကျွန်တော်အနေနဲ့ပထမတစ်ဆင့်ပြီးသွားပြီပေါ့နော်ပထမတစ်ဆင့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒုတိယအနေနဲ့ မိတ်ဆွေတွေဖုန်းထဲမှာပါတယ်ဗောနော်ဒါဖုန်းဆက်လင်းတွေကိုကျွန်တော်တို့သွားมาပဲဖြစ်ပါတယ်အဲဒီမှာဆိုရင်ဒီဖုန်းဆက်လင်းတွေဗောနော်ဒီဖုန်းဆက်လင်းတွေကိုကျွန်တော်တို့သွားมาဖြစ်ပါတယ်ဒါဆိုရင် ဖုန်းဆက်လင်းကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မှာဗောနော်နှိပ်လိုက်မှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒီကောင်ကိုစတန်းလေးကိုအပေါ်အနေနဲ့ကျင်းဆွတ်တင်လိုက်မယ်ဆွတ်တင်မယ်ဆိုရင်တော့တချို့ဖုန်းတွေမှာဆိုရင်တော့နည်းနည်းလေးဗောနော်ဒီဒီ Google ဆိုတဲ့စာတမ်းအကောက်လေးကိုကျွန်တော်တို့တွေ့ရမှာပဲဖြစ်ပါတယ်เนาะ Google Ads ဆိုတဲ့ ဒီ saturation အကောက်လေးကိုတွေးရမှာပဲဖြစ်ပါတယ်အဲတချို့ဖုန်းလေးမှာဆိုလည်းနည်းနည်းလေးအဲ့ထက်အပေါ်ကိုရောက်ရှင်လဲရောက်နေမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့ကောင်လေးကိုတစ်ချက်နှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် orbit ဆိုတာရှိရပေါ့နော် orbit ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီအောက်ဆုံးမှာပေါ့နော်ဒီ ADS ဆိုတဲ့ saturation လေးကိုကျွန်တော်တို့တွေးရပါလိမ့်မယ်မြတ် အဲ့ဒီ silent လေးကိုကျွန်တော်တို့ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင် design adaptability ID ဆိုတော့ setting ID ဆိုတော့ကျွန်တော်တို့ silent လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးရမှာပဲဖြစ်ပါတယ်ခင်ဗျာနှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့ quant phant ဆိုတော့ silent လေးကိုဆက်ပြီးတော့နှိပ်ပြီးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒုတိယအဆင့်ပြီးဆုံးသွားပြီပေါ့နော်ဒုတိယအဆင့်ပြီးဆုံးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့တတိယအဆင့်မှာဆိုရင်ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပါတဲ့ Chrome ပေါ့နော်ဒါမှမဟုတ်မိတ်ဆွေဖုန်းထဲမှာပါတဲ့ဘောင်စာဖြစ်ဖြစ်ပေါ့နော်အဲ့ software လေးတွေကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ထဲမှာဆိုတော့ကျွန်တော်တို့ကြော်ညာတွေများတော့အဖြစ်တက်လာဆိုရင်ဒီ Chrome software ကနေတက်တာများများတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ Chrome နဲ့တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးညာဘက်တောင်းလေးမှာရှိတဲ့အဆက်လေး၃ဆက်ကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျ ဆက်လေးတုံးသက်ကိုနေပြီးတော့ဆိုရင်ကျွန်တော်ဒီမှာဆိုရင် setting ဆိုတဲ့စာတန်းလေးကိုကျွန်တော်တွေးရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်အဲ့ setting ဆိုတဲ့စာတန်းလေးတွေကိုချက်နှိပ်ဝင်လိုက်ပါမယ်။ပြီးပြီဆိုရင်တော့ကျွန်တော်အနေနဲ့အပေါ်နည်းနည်းလေးဆွတ်တင်လိုက်မှာပေါ့နော်။ဆွတ်တင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီထဲမှာကျွန်တော်တို့ add ဆိုတဲ့ကျွန်တော်စာတန်းမှာပါပေါ့နော်မပါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဆိုရင် size setting ဆိုတဲ့ကျွန်တော်တို့ဒီ setting ပုံစံလေးကို ဒီစာတန်းလေးကိုကျွန်တော်တို့ထပ်မှပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်မြတ်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်ဒီထဲကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့နည်းလေးအပေါ်ဆွတ်တင်မယ်ဆွတ်တင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ ADS ဆိုတဲ့ကျွန်တော်စာတန်းလေးကိုကျွန်တော်လိုက်ရှာမှာပဲဖြစ်ပါတယ်เนาะ အဲဒီမှာဆိုရင်တော့ကျွန်တော်အနေနဲ့ ADS ဆိုတဲ့ဆက်တန်းလေးကဆိုရင်ကျွန်တော်ဒီမှာဆိုရင်သူ့ရဲ့ရှိမှာပေါ့နော် inter service ဆိုတဲ့ကျွန်တော်ဒီဆက်တန်းလေးနဲ့အတူတွေ့ရမှာပဲဖြစ်ပါရဲ့နော်သူကကြတော့ကျွန်တော်ဒါ ADS ဆိုတဲ့ဆက်တန်းလေးတစ်ခုရဲ့ရှိနေမှာမဟုတ်ပေါ့နော်တချို့ဖုန်းလေးမှာဆိုရင်တော့အဲ့လိုမျိုးဆက်တန်းလေးတစ်ခုပဲရှိနေလိမ့်မှာပေါ့နော်ဒါကျွန်တော်ဖုန်းသွားဆိုရင်ဒါ Oppo ဖုန်းဖြစ်တဲ့အတွက်ကျွန်တော်ဒီဆက်တန်းလေးကိုကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဆက်တန်းလေးကိုကျွန်တော်ရှာပြွတ်နှိပ်ပေးလိုက်မယ် အဲမိတ်ဆွေတို့ဖုန်းမှာဘောနော်ဒီလိုမျိုးဒီနေရာမှာကျွန်တော်တို့ဒီလိုမျိုးဝင်နေမယ်ဆိုရင်ကျွန်တော်တို့ပွင့်နေမယ်ပေါ့ပွင့်နေမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာလေးကိုကျွန်တော်တို့ဟာတစ်ချက်ပေါ့နော်ဒါကျွန်တော်တို့ပိတ်ပေးရမှာပဲဖြစ်ပါတယ်မြတ်ဒါဆိုရင်တော့မိတ်ဆွေတို့ဖုန်းထဲမှာကြော်ညာကြီးတက်တက်လာတဲ့ကျွန်တော်တို့ပြည်တနာကိုဖြည့်ရှင်းပြီးတာဖြစ်ပါလိမ့်မယ်မြတ်ဒါဆိုရင်မိတ်ဆွေမြတ်အားလုံးလည်းအဆင်ပြေကြပါစေမြတ်အဲ့တော့ယင်းမိတ်ဆွေတို့အနေနဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတော်နဲ့ ဒီနေ့ကျွန်တော်မျှဝေပြီးတော့တဲ့အကြောင်းအရာလေးကဆိုရင်ဒီတော့နဲ့ပဲကျွန်တော်အနေနဲ့ပြီးဆုံးတော့ပါပြီเนาะဒါဆိုရင်မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေတတမင်္ဂလာပါခင်ဗျာ